က်ရဲကန်တောင်ဖြူဟာစကန်ကုံအားတိုက်ခိုက်နေသည့် AA အဖွဲ့ဝင်များစုခွာထွက်ပြေးပြီးပွင့်ဖြူမျိုးနဲ့အတွင်းသို့ PDF အဖွဲ့နဲ့ပူးပေါင်းကဝင်ရောက်လာတယ်လို့သိရပါဗျ။မကွေးတိုင်းဒေသကြီးငပ်ဖဲမျိုးနဲ့အမ်ဘဒန်လမ်းပိုင်းရှိနက်ရဲကန်တောင်ဖြူဟာစကန်ကုံအားတိုက်ခိုက်နေသည့် AA အဖွဲ့ဝင်များစုခွာထွက်ပြေးပြီးပွင့်ဖြူမျိုးနဲ့အတွင်းသို့ PDF အဖွဲ့နဲ့ပူးပေါင်းကဝင်ရောက်လာတယ်လို့ဒေသခံတွေထံမှသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်က AA PDF ပူးပေါင်းအဖွဲ့တွေဟာပွင့်ဖြူမျိုးနဲ့လဲမာကျေးရွာနဲ့ ညောင်ပင်ဝိုင်းကျေးရွာများသို့ပြန်လည်ဝင်ရောက်လာတယ်လို့သိရပါဗျ။ထို့နောက်အော်တိုဘားလ19ရက်နေ့ AAPD ရဲ့ပူးပေါင်းအဖွဲ့အင်အား80ဦးခန့်သည်မလွာကုန်းကျေးရွာသို့ထပ်မံဝင်ရောက်လာပြီးည7:30နာရီမိနစ်အချိန်ခန့်တွင် ပေတောကျောင်းကုန်းကျေးရွာသို့ရောက်ရှိလာပြီးရွာဤမြောက်ဖက်၌ဒရုန်းများစမ်းသပ်မောင်းနှင်နိုင်ရန်စီစဉ်ခဲ့ကြောင်းသိရပါဗျ။တမတော်သည့်နိုင်ရီကန်တောင်ဘျူဝါစကန်ကုန်းအားတိုက်ခိုက်နေသည့် AAPD ရဲ့ပူးပေါင်းအဖွဲ့များကိုတံပြန်ထိုးစစ်ဆင်နေပြီး စခန်းဤမီတာ8000ဝန်းကျင်အားအပြည့်အသက်ထိန်းချုပ်ထားနိုင်ကာ AA အဖွဲ့စခန်းများကိုလည်းတင်ပိုက်ထားနိုင်ပြီးဂုံကြီးကျေးရွာရှိ AA အဖွဲ့ဒုံးလွတ်တင်ရာစခန်းကိုပါတင်ပိုက်ထားနိုင်ခဲ့ပါတယ်။ဒါကြောင့် AAPD ရဲ့ပူးပေါင်းအဖွဲ့များဟာနယ်မြေချင်းထိစပ်ရာ PDF ထိန်းချုပ်နယ်မြေများသို့စုခွာထွက်ပြေးလာခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုလက်ရှိတွင် AAPD ရဲ့ပူးပေါင်းအဖွဲ့သည်မဲဆလိကျေးရွာနှင့်ကြောင်းကုန်းကြီးကျေးရွာကြားရှိကျေးရွာများတွင်ခိုးအောင်လျက်ရှိတယ်လို့သိရပါတယ်။ ထို့ပြင် AAPD ရဲ့ပူးပေါင်းအဖွဲ့ဟာပွင့်ဖြူမျိုးနယ်နဲ့စေတုတ်တရာမျိုးနယ်အဆက်ရှိကျေးရွာများတွင်လည်းအထိုင်ချနေထိုင်လျက်ရှိတယ်လို့သတင်းရရှိပါရယ်။ဒါ့အပြင်အော်တိုဘားလာ20ရက်ကလည်းမြောက်စန်းဒေသဆက်ဆက်ရိုကျေးရွာနီးချင်းကပ်လာတဲ့ AAPD ရဲ့30ဦးခန့်နဲ့စစ်ကောင်မရှင်တပ်ကြားပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပါရယ်။နိုင်ရကံမှာစစ်လန်ကြပြီးခြေဦးတက်ရထွက်ပြေးနေတဲ့ AAPD ရဲ့ပူးပေါင်းအဖွဲ့တွေဟာလေးမျက်နှာမျိုးနဲ့အဆက်ဆက်ဆက်ရိုကျေးရွာကြားသို့ချင်းကပ်လာတာကြောင့် တမ်းမတော်မှလက်ဦးမှုရယူကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းအကြမ်းဖက် AA များဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး AA အလောင်း၅လောင်းလက်နက်မျိုးစုံ၄လက်ကြီးစံ၁၀၀၀ခန့်ကြီးအိမ်၁၆ခုတရုတ်ထုတ်လက်ပစ်ပုံ၁၀လုံးတင်ပတ်ရရှိကြောင်းဖော်ပြထားသလိုစစ်ကောင်မရှင်တပ်ဖွဲ့ဘက်မှလည်းစစ်တီတအူးမြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့စစ်တပ်ဘက်မှထုတ်ပြန်ထားပါဗျ။နောက်ထပ်သတင်းအနေဖြင့်စကိုင်းတိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းထိုးမကျေးရွာအနီးမှာအကြမ်းဖက်လှုပ်ရှားနေတဲ့ PDF ပူးပေါင်းအဖွဲ့တွေနဲ့စစ်ကောင်းစီတပ်အကြတိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြမ်းဖက် PDF များအထိနာကဆုတ်ခွာထွက်ပြေးသွားကြောင်းဒါအပြင် PDF အလောင်းနဲ့လက်နက်တချို့တင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အော်တိုဘာလ29ရက်နေ့နေ့လယ်ပိုင်းကစကိုင်းတိုင်းကလေးမျိုးနယ်ထိုးမကျေးရွာအနီးအကြမ်းဖက်စုဖွဲ့လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အင်အား25ဦးခန့်ပါဝင်တဲ့ PDF တပ်ဖွဲ့ကိုစစ်ကောင်းမရှင်တပ်ဖွဲ့ကနယ်မြေရှင်းလင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ပြစ်ခတ်တိုက်ခိုက်မှုအတွင်အကြမ်းဖက် PDF များဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲတွင် ရန်သူဘက်မှအထူးခိုက်အခြားဆုံးများနိုင်ကြောင်းလည်းဖော်ပြထားသလိုရန်သူ PDF အလောင်းတစ်လောင်း M22 တနတ်တစ်လက် M22G အိမ်တစ်ခုကြီးစား22တောင်းသိန်းစီရရှိကာစစ်တပ်ဘက်မှအထူးခိုက်မရှိဘူးလို့စစ်ကောင်မရှင်တပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။လက်ရှိမှာထိုးမှချေးရွာနီးမှာစစ်ကောင်စီတပ်များဆက်လက်ရှိနေဆဲဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေဟာစုခွာထွက်ပြေးသွားတယ်လို့စစ်ကောမရှင်တပ်ဖွဲ့ထံမှသိရပါတယ်။ဒေတာခန့်တအူးကလည်းပြစ်ခတ်တံတွေတော့အချိန်တော်တော်ကြားလိုက်ရတယ်။ PDF တွေကအဲ့ဒီရွာနာမှာတွာလာလှုပ်ရှားမှုတွေကမကြာခဏရှိတယ်။အခုစစ်တပ်ကစစ်ကြောင်းထိုးရင်တိုက်ပွဲဖြစ်ကြတာတိုက်ပွဲကနှစ်ကြိမ်ဖြစ်တာပါလို့ဒေတာခန့်တအူးကပြောကြားပါတယ်။စကိုင်းတိုင်းအတွင်းထီးထွေးတိုက်ပွဲများမကြာခဏဖြစ်ပွားနေမှုကြောင့်ပြည်သူများအနေဖြင့်တတိဖြစ်သွားလာနေထိုင်ကြရန်လေစစ်ကောင်းစီတပ်ဘက်မှထုတ်ပြန်ထားပါဗျ ဒါ့အပြင်အော်တိုဘာလ26ရက်နေ့ကလည်းခလေးမြို့နယ်မှန်တော်ကျေးရွာအနီးမှာစစ်ကောင်မရှင်တပ်ဖွဲ့နဲ့အကြမ်းဖက် PDF အဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက် PDF အလောင်း3လောင်းနဲ့လက်နက်တချို့တင်းစီရရှိခဲ့ကြောင်းစစ်ကောင်မရှင်တပ်ဖွဲ့ကထုတ်ပြန်ထားသလိုစစ်တပ်ဗမာပြည်သူစစ်တပ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းခလေးမြို့နယ်မှန်တော်ကျေးရွာအနီးမှာအကြမ်းဖက်လှုပ်ရှားမှုပြုလုပ်နေတဲ့အင်အား40ခန့်ပါ PDF တပ်ဖွဲ့နဲ့ စစ်ကောင်းမရှင်တပ်တို့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း၃လောင်းတပ်နက်၂လက် drone တစ်စင် drone ဘုံ၄လုံးနေမိုင်း၁၀လုံးတင်စီရရှိခဲ့ပြီးစစ်တပ်ဘက်မှပြည်သူစစ်တပ်သားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်အော်တိုဘားလ၂၅ရက်နေ့ကလည်းအဆိုပါမှန်တော်ရွာနီတိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြမ်းဖက် PDF အလောင်းနှလောင်းနှင့်တနက်နှစ်လက်တင်းစီရရှိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါဗျ။ နောက်ဆုံးသတင်းအနေဖြင့်စစ်တပ်ထိုးစစ်ကြောင်းမန္တလေးတိုင်းတွင်တိုက်ပွဲများမကြာခဏဖြစ်ပွားနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောမရှင်ဤထိုးစစ်များကြောင်းမန္တလေးတိုင်းမရရမြို့နယ်အတွင်းတိုက်ပွဲများဖြစ်ပွားနေသလိုတပိတ်ချင်းမြို့နယ်ဖော်တော်ဒေသတွင်လည်းတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါဗျ။အော်တိုဘာလာ30ရက်နေ့ကမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းကဖော်တော်လမ်းစုံအနီးမှာစစ်ကောမရှင်တပ်ဖွဲ့နဲ့အကြမ်းဖက် PDF များထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်းမရှင်တပ်ဖွဲ့ဟာဖော်တော်ဒေတာကိုပြန်လည်စိုးမိုးထိန်းချုပ်ရန်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးအကြမ်းဖက်မန္တလေး PDF နှင့်ပူးပေါင်းအဖွဲ့များကစစ်တပ်၏ထိုးစစ်ကိုခုခံတိုက်ခိုက်နေတယ်လို့ဒေတာအခြေပြုစစ်ကောင်းမရှင်တပ်ဖွဲ့ထံမှသိရပါတယ်။အော်တိုဘာလာ30ရက်နေ့ကဖော်တော်ဒေတာတိုက်ပွဲမှာအကြမ်းဖက် PDF အလောင်းတလောင်းနဲ့တနက်တက်လက်သိမ်းဆည်းရရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတပိတ်ချင်းမျိုးနယ်ကိုမြေပြင်ထိုးစစ်အပြင်လေကြောင်းပစ်ကူများဖြင့်စစ်ကြောင်းထိုးလျက်ရှိတယ်လို့ ဒေတာပြည်သူများကအေယာဝတီသတင်းဌာနထံသို့ပြောကြားပါရယ်အာရကတတော် AE နဲ့ပူပေါင်းတော်လည်တက်တွေရဲ့စစ်စင်ရေးဟာပဲခူးတိုင်းပရောင်းမြို့နယ်ထဲမှာရှိတဲ့ကာကွယ်ပစ္စည်းထုတ်ဆက်ယုံကပ္ပဆ16အနီကိုရောက်ရှိလာပြီလို့ မြေပြင်စေးရေးတရင်းမြင့်တဲ့ဒေတာခန့်တွေက AR ကိုပြောပါရယ်ကပ္ပစ16ကကြည်စန်းတဲ့ဘုံတီထုတ်လို့ရမှာအတုံးပြတဲ့ရမ်းချက်ဆက်ယုံဖြစ်ပြီးပရောင်မြွနဲ့မတုံရအနီးမှာတရှိရပါဝဲဝဲအော်တော်မကြီးဝတ်တော်မကြီးဘာဘာတရားမတုံးဘူးဝိုင်းထားတာကခုမှမဟုတ်ဘူးပြလုံးခဲ့တဲ့နှစ်လကွဲလောက်တည်းကဝိုင်းထားပြတာပါပိတ်လေးပိတ်တယ်ပိတ်ပြီးတော့လေ ပိတိပိနဲ့ပိတ်ပြီးတော့ဝိုင်းထားခဲ့တာပါဝိုင်းထားပြီးတော့မှ90အဲ့ကောင်ကိုတိုက်တာကဟိုရာခိုင်နှုန်းအများပေါ်ပြီလေရာခိုင်နှုန်းအများပေါ်တော့9ကိုပဲပြန်ပြောမှလို့ကောင်းကင်းကုန်းတွေကိုတော်တော်များများသိမ်းပြီးတော့ပြီးတော့ဂျန်နဲ့ဟာယူကိုဆက်ပြီးတုပ်ဖို့ပဲရှိတော့တယ် တောင်ကုတ်ပရောင်းလမ်းပေါ်မှာတည်ရှိတဲ့ပကံကွဲရွာရဲ့တောင်ဘက်6မိုင်ခန့်အကွာကအာနာသိန်းတက်ရဲ့0.666ကာကင်စခန်းကုန်းကိုအေဦးဆောင်တဲ့တော်လိုင်းတက်တွေကအောက်တိုဘာ14ရက်နေ့မှာတင်ပတ်လိုက်ပြည်ရနောက်တိုက်ပွဲကမတုံရွာဘက်ကိုဥတီလာနေတာလို့ဆိုပါတယ်။ကပ္ပစာ16အတွက်0.666စခန်းကုန်းကအရေးပါတဲ့ကာကင်ဖြစ်ပြီးဒီစခန်းကုန်းပါဝင်ကာကင်စခန်း6ခုလောက်ရှိတဲ့အထက်က ကာကင်စခန်းလေးကိုကိုအေးနဲ့တော်လန်ကြီးတက်တွေကတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့မြေပြင်စီရင်တဲ့မြကပြောပါရယ်။လက်ရှိမှာတော့အာနာသိန်းစစ်တပ်ကမတုံရွာအနီးမှာကြမ်းရှိနေတဲ့အထိုင်ကာကင်စခန်းတွေကိုတိုက်ပွဲချင်းနေပုံမူတည်ပြီးရွှေပြောင်းစခန်းတွေအဖြစ်ပြောင်းလဲလှုပ်ဆောင်လာတယ်လို့မြေပြင်စီရင်တဲ့မြကပြောပါရယ်။တိုက်ပွဲဟာနေ့စဉ်နေ့ပါဖြစ်ပွားနေတယ်လို့အာနာသိန်းတပ်ပတ်ကလေချောင်းကနေတိုက်ခိုက်တာမတုံရွာဘက်ကနေလက်နက်ကြီးပစ်ကူပေးတာတွေလည်းလုပ်နေတယ်လို့သိရပါရယ်။ ။တနည်းအားစစ်သားတွေပြန်ဆင်းလာတာဒဏ်ရာတွေနဲ့အယောက်30လောက်ပြန်ဆင်းလာကြတာ0.666နဲ့မတုံကြမှာနောက်ကကင်းတစ်ခုရှိသေးတယ်။အဲ့ဒီကကင်းကြရင်တော့မတုံတရွာလုံးပြရတော့မယ်။မတုံကနေလက်နက်ကြီးတွေနဲ့ပြစ်နေတယ်။လေအနေနဲ့လည်းချနေတာပဲ။ကပ္ပဆန်16ဝါရန်ထုတ်လုပ်ရေးဆက်ယုံဖြစ်ပြီးအရာရှိစစ်တီ30ကျော်ထုတ်လုပ်ရေးစစ်တီ300ကျော်အရာသားဝန်ထမ်း200ကျော်ရုံးနဲ့လက်ပတ်နေတဲ့ဆက်ယုံဖြစ်တယ်လို့စီရီယံဘူကြီးစင်ရောကပြောပါရတယ်။ နိုင်ငံနဲ့အိုးမှာအာနာတိန်တက်အတွက်လက်နက်ခဲယံတွေထုတ်လုပ်ပေးနေတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံစုစုပေါင်း25ရုံရှိပါတယ်။ AR မြေအနောက်ဖက်ကံပဲခူးတိုင်းနဲ့ကပဒေါင်းမြို့နယ်ဟာကာကွယ်ရေးပစ္စည်းစက်ရုံအမှတ်3အမှတ်5အမှတ်6အမှတ်9နဲ့အမှတ်16စုစုပေါင်းစက်ရုံ9ရုံအခြေစားရာမြို့လည်းဖြစ်ပါတယ်။အာနာတိန်တက်အတွက်ကြီးစံတဲ့ဘုံတရားရှိဖို့ထုတ်လုပ်ရေးလုပ်ငန်းစင်မှာ အမှန်ငါနဲ့အမှတ်76ဆက်ယုံနှစ်ခုကထုတ်ပေးတဲ့ရန်ကုန်ကျမ်းပေါ်မှာအခြေခံပြီးလက်ပတ်နေကြတာဖြစ်တယ်လို့စီရီယံဘူကြီးစင်ရောကပြောပါတယ်။အဲတကယ်တမ်းကျွန်တော်တို့သိတော့ကတော့ကျွန်တော်တို့0.666နဲ့ဒီကပ္ပစမတုံချားပေါ့နော်ကပ္ပစ76မတုံချားမှာတော့ကျွန်တော်တို့ဒီစခန်းကုန်းနေရှိတယ်။ပြီးရင်လည်းကျွန်တော်တို့ဒီကပ္ပစဆက်ယုံနေရဲ့သဘောတဘာဝအရာကိုပဲကျွန်တော်တို့ဒီအဲဘန်လာကုန်းနေပေါ့နော်ကွန်ကရစ်ဘန်လာကုန်းနေနဲ့စောက်ထားလေးရှိတယ်။တော်တော်များများဆိုးမိုးနေရာတွေမှာပေါ့နော်။အဲ့တော့ ဝင်ရောက်လာနိုင်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီကပ္ပစဆက်ချောက်ဆိုရင်လည်းတပ်ပိုင်မြေအေရိကကကိုပဲကျွန်တော်တို့အမ်တောင်းကမ်းရှိတယ်အဲ့တော့ဝင်လာလို့ရမယ်အကျွန်တော်တို့ဆက်တွေကိုဖြည့်ဆည်းခဲ့လို့ရမယ်ပေါ့နော်တိမ့်ပိုက်ထိန်းချုပ်ထားဖို့ကတော့ဒီကပ္ပစဆက်ယုံတစ်ခုလုံးကိုသူတို့ကျွန်တော်တို့တိမ့်ပိုက်ထိန်းချုပ်ထားမယ်ဆိုရင်အင်းအားတော်တော်ကြီးကိုတုံးရမှာစစ်ရဲ့သဘောကတော့ကျွန်တော်တို့မြင်အောင်ပြောရမယ်ဆိုရင်စစ်တပ်ကစင်လမ်းမှာခြေကုပ်ယူထားတယ် အဲကျွန်တော်တို့အာရခတတော်ကညောင်ကျိုးမှာရှိတယ်အခုစစ်တပ်ကဒီလေသာကြောပေါ့နော်လေသာဂုံးကိုကြော်ကြော်ပြီးတော့ညောင်ကျိုးကိုပြန်ပြီးတော့တိုက်တယ်အဲ့တော့ဒီစစ်တပ်ရဲ့တိုက်စစ်ကိုအချိန်ပြော့သွားအောင်လို့ပေါ့နော် သူတို့ရဲ့ဒီနောက်တန်းနေရာတွေကိုဒါဝင်ဆောင်ပြီးတော့တိုက်စစ်ဆင်တဲ့အနေအထားမျိုးလိုပဲမြင်တယ်ဗျပရောင်းမြွနယ်ဟာရခိုင်ပြည်နယ်တောင်ကုန်းမြွနယ်နဲ့နန်းနမိတ်ချင်းထိစပ်နေတာပါ တောင်ကုန်းပရောင်းလမ်းမော်ကမိုးထီတောင်စခန်းကို2025ခုနှစ်ဇန်နဝါရီလမှာတည်ယူခဲ့ပြီးချိန်ကစလို့အေးရထိုးစစ်ကပဲခူးတိုင်းနယ်ကို ရောက်ရှိလာခဲ့တာပါ။လက်ရှိမှာတော့ပဲခူးတိုင်းအတွင်းမှာပရောင်းတောင်ကုန်းလမ်းမော်ကမိုးထီတောင်စခန်းနဲ့အတူပကံကွဲရွာညောင်ကျိုးရွာတို့ကိုလည်းအေးအေးနဲ့ပူးပေါင်းတပ်တွေကထိုးဖောက်ဝင်ရောက်ထားနိုင်ပြီးဖြစ်တယ်လို့မြေပြင်စီသတင်းမြစ်ထံကသိရပါဗျ။ညောင်ကျိုးရွာကနေတဆင်ပရောင်းတောင်ကုန်းလမ်းအတိုင်းဆက်သွားမယ်ဆိုပါက ဆင်လန်ရွာညောင်ချီတော့ရွာတို့ကိုဖြတ်တန်းပြီးဗကုတိုင်းရဲ့ပထမဆုံးဝင်ပေါက်ဗရောင်းမြို့နယ်ရဲ့မြို့ခွဲဖြစ်တဲ့အုတ်ရှိပင်မြို့ကိုရောက်မှဖြစ်ပါတယ်။လက်ရှိမှာတော့ဒီလန်းချောင်းတက်ဆောင်မှာလဲအေအင်းနဲ့အာနာသိန်းတက်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ရှင်။